မကွေးတိုင်းကန်းကုန်မြို့နယ်မြောက်ပိုင်းကအင်ဂျီတထောင်လောက်ရှိတဲ့နန်းခါကျေးရွာဈေးကန်းကိုမတ်လ22ရက်နေ့မနက်ပိုင်းမှာစစ်ကောင်စီလက်တပ်ကဘုံကျဲချခဲ့တာကြောင့်ဆရာဝန်မိသားစုနဲ့ဈေးကန်းလာပြတဲ့လူနာတွေအပါအဝင်စုစုပေါင်းလူ၁၂ဦးသေဆုံးပြီးထိခိုက်ဒဏ်ရာရသူတွေလည်းအများအပြားရှိခဲ့ပါတယ်။အဲ့ဒီဘုံကျဲမှုကြောင့်မိသားစုလိုက်သေဆုံးသွားခဲ့တဲ့ဆရာဝန်မိသားစုကတော့ဒေါက်တာမြတ်စုအောင် သူ့ရဲ့ဇနီးဖြစ်သူကိုဝင်ဆောင်ဇနီးတဲ့နဲ့အသက်၅နှစ်အရွယ်သူ့ရဲ့သားဖြစ်သူတို့ဖြစ်ကြပါဗျ။စစ်တပ်ရဲ့ဘုံကျဲတိုက်ခိုက်မှုကြောင့်ကွယ်လွန်ချိန်မှာအသက်၄၀အရွယ်ရှိပြီဖြစ်တဲ့ဒေါက်တာမြတ်စုအောင်ဟာမကွေးစစ်တပ်ကသူအပတ်စဉ်နှစ်ကာဖြစ်ပြီးစေချောင်းသားဘွားတွေကအနေအေးသူတယောက်ဖြစ်တယ်လို့မိတ်ဆွေဆရာဝန်တူဦးက ပြောပြပါဗါး2021စစ်တပ်အာဏာမသိမ်းခင်အထိတော့အထက်တန်းသူနာဗျူဖြစ်တဲ့သူ့ရဲ့အမျိုးသမီးဒေါက်ခိုင်နှင်းဝင်တဲ့အတူ ကလေးမြို့နယ်တင်သားတိုက်နယ်ဆေးုံမှာ တိုက်နယ်ဆရာဝန်အဖြစ်ဒေါက်တာမြတ်စုအောင်တာဝန်ထမ်းခဲ့ပါတယ်။အာနာသိန်းကာလအစောပိုင်းကတည်းကအာနာဖီဇန်ရေးလှုပ်ရှားမှု စီရီယံမှာပါဝင်ခဲ့ပြီးစကိုင်းတိုင်းတွေကရွာတရွာမှာကျမ်းမာရေးဆောင်ရှောက်မှုတွေပေးခဲ့တယ်လို့သိရပါတယ်။2024ခုနှစ်စက်တင်ဘာလနောက်ပိုင်းမှာနောက်ပိုင်းမှာတော့နန်းခါရွာကိုရောက်လာပြီးဒေသခံတွေကိုကျမ်းမာရေးဆောင်ရှောက်မှုပေးနေချိန်မှာစစ်တပ်လက်ချက်နဲ့ဂုလိုမိသားစုလိုက်တည်ဆုံခဲ့ရတာဖြစ်ပါတယ်။ နန်းခိုင်းရစေကန်းကို2024ခုနှစ်ကုန်ပိုင်းတုန်းကကိုရံရောက်ရှိခဲ့တဲ့မိတ်ဆွေဆရာဝန်ဒေါက်တာရဲထွန်းစောကတော့ဒေါက်တာမြတ်စုအောင်ဟာနန်းခိုင်းရအတွက်ဆွန်းဆွန်းတမန်ကျမရဲ့ဆုံးရှုံးမှုတွေပေးနေတာတွေ့ခဲ့ရတဲ့အကြောင်းခုလိုပြောပြထားပါဗျာ။ဒါလည်းချုံထုတ်ပြောပြအဲသူကတော့ကျွန်တော်တို့ဟိုစေးတက်ကတော်မကွေးက second batch အဲចောင်းသားတက်တူဖြစ်တယ်ဗောလေအဲចောင်းမာတွေကလည်းနည်းနည်းလေးအနေနဲ့တည်ရဲ့ အဲသူခအေးပဲဖြတ်တန်းခဲ့တဲ့အဲဒီចောင်းသားတူပေါ့နော်ဒီနောက်ပိုင်းမှာလည်းကျွန်တော်တို့ဟိုစစ်တပ်အာဏာသိမ်းတဲ့အချိန်မှာအတူအားဒီစကိုင်းတိုင်းတွေကအဲတိုင်းတွေတခုမှာတိုင်းတွေအစေးကိုဆီယတာဝင်ဖြစ်နေတာပေါ့နော်အဲသူတို့မိသားစုတွေအခုဟိုခွဲလွန်သွားတဲ့မိသားစုအတူမျိုးသမီးနဲ့အတူတူအဲအဲ့ဒီမှာတိုင်းတွေအစေးကိုမှာတော့ဟိုတာဝန်ထမ်းဆောင်ခဲ့တာပေါ့နော်အာဏာမသိမ်းခင်အာဏာသိမ်းလိုက်တော့အာ CDN အစိုးဆုံးလုပ်တဲ့နေရာမှာပါတယ် စီတင်လှူရှားပြီးတော့စီတင်လှူရှားမှာပါဝင်ပြီးတော့သူကအာစကိုင်းတိုင်းတဲ့ကရွာတရွာမှာတော့ကျဲမိုင်ဆောက်ဆောင်ပေးနေတာအာကျွန်တော်တို့ပြီးခဲ့တဲ့2024အဲစက်တင်ဘာလောက်အထိပေါ့နော်စက်တင်ဘာမတိုင်ခင်အထိပေါ့ဆိုတော့ဒီနှစ်ကားကိုကြာတော့ကျွန်တော်တို့ဒီ2024စက်တင်ဘာနောက်ပိုင်းမှာအာရောက်လာပြီးတော့ဒီပြည်သူတွေအတွက်ကျဲမိုင်ဆောက်ဆောင်မှုတွေပေးနေတာပေါ့လေကျွန်တော်ကတော့အဲအဲ့လိုတော့သိထားပါတယ်ဟုတ်ဟုတ်ကျွန်တော်တို့လည်း အမြေပြင်မှာသွာလာနေတာဖြစ်တဲ့အတွက်ကြောင့်ဒါဆရာနဲ့ဆိုရင်ဆရာများနဲ့ကျွန်တော်တို့ဟိုငကွာလေးရင်းနှီးကြတာဆိုတော့အဖီးခဲ့တဲ့ဒီဇင်ဘာကိုပဲသူတို့မိသားစုလေးနဲ့ကျွန်တော်တွေ့ခဲ့တဲ့ပြေပေါ့လေတွေ့ခဲ့တော့အခုအသူသူရဲ့သူမျိုးသမီးရဲ့ကောအနောက်အခုအဆုံးသွားတဲ့ကလေးလေးရောပေါ့နော်အဆုံးသွားတဲ့ကလေးလေးရောအဲ့ဒါသူတို့စိတ်ကဲမှာတော့ကျွန်တော်တို့ဟိုတွေ့ပြကြတဲ့ဒီဇင်ဘာလတဲ့တုန်းကအဲ့ချိန်မှာလဲဒီနန်းကားရွာအတွက်အဲဆော့ဆော့တက်တမန် ချင်မရဆောင်ချောင်းပေးနေတာတော့ကျွန်တော်တို့သိရတယ်ပေါ့နော်။နောက်ပိုင်းတော့မတွေ့ဖြစ်တော့ဒါဒါပဲမနေ့ကမနေ့ကဒီကြောင်တက်ခိုက်မှုမှာတော့ကျွန်တော်တို့လည်းမယုံနိုင်ဘူးပေါ့လေ။ဆဆဆကြာကြာချင်းတော့ဒါပဲအဖြစ်သွားတာကျွန်တော်တို့သိလိုက်ရတော့လေအဲကျွန်တော်တို့ဟိုကြည်သူတွေအတွက်ကောတိုင်းပြည်အတွက်ကောပေါ့လေ။နောက်ကျွန်တော်တို့စိတ်တက်လို့မကွေးအတွက်ကောဟိုကြီးမားတဲ့ဆုံးရှုံးမှုတည့်ရတော့ကျွန်တော်တို့ဖြစ်တော့ပါတယ်ပေါ့နော်။ဟိုသူရဲ့မိသားစုလိုက် တော်လိုင်းမှာပေးဆက်မှုပုံမှာလည်းကျွန်တော်တို့ဟိုလေးစားတန်ဖိုးထားတယ်လို့ပြောချင်ပါတယ်ဟုတ်တော့ဒီစမားပဲသူနဲ့သူတို့မိသားစုနဲ့အခုဖြစ်ခဲ့တဲ့အခြေခံမှာပဲဆုံဆုံးခဲ့ပူကြသေးတယ်ပေါ့လေဆိုသူမျိုးမျိုးအကောဝင်နဲ့ဟိုသားလေးက၃နှစ်သုံးနှစ်ကျော်ကျော်အရွယ်လောက်ရှိမယ်အဲ့ဒီအချိန်မှာလေအဲတားလေးကတော့သုံးနှစ်ကျော်ကျော်လောက်ဟုတ်အဲ့ဝင်ချင်းလောက်ပေါ့ဒါအဲဒီစစ်ကောင်စီချမ်းစစ်ကောင်စီကတော့ဆေးုံဆေးကန်းတွေကိုလည်းမဆောင်ဘူးတော့တိုက်ခိုက်နေတာတော့ အာတေချာလဲပေါ့နော်ကျွန်တော်တို့စာတင်ကြောင်းတွေစေမစိကန်းတွေဒီဘာသာရေးစာအုပ်တွေကိုပြင်မှတ်ထားတက်ခိုက်နေတာတော့တေချာတယ်ဒါပေမဲ့အဲကျွန်တော်လေးလာသုံးသက်ရသေးရတော့ဒီဘက်နှစ်ပိုင်းပေါ့နော်ဒီဘက်နှစ်ပိုင်းမှာတော့ဟိုတော်တော်လေးဆိုးလာတယ်ခု2025အာတိတိကျကျပြောရရင်တော့ဒီမင်းအောင်လာရုရှားကနေပြန်လာပြီးနောက်ပိုင်းမှာတော့ဒီရောနေတယ်ကျွန်တော်တို့ရဲ့မကွေးတိုင်းတစ်ခုလုံးပေါ့နော်အာတေချောင်းတိုက်ခိုက်မှုတွေပို့ပြီးတော့များလာတယ်နောက်တစ်ခုက အရသာပြတ်မှတ်တွေကိုဟိုအရသာပြတ်မှတ်မှတိတိနဲ့အဲတိတိကျကျတိုက်ခိုက်တာတွေများလာပဲပေါ့နော်ဒါတွေကအကျွန်တော်တို့ဒီအကျန်းဖက်အာနာတေးစစ်တပ်ရဲ့အဲလူခွင့်ချိုးပေါက်တဲ့လောက်ရက်မျိုးတွေပေါ့နော်အာဆေးရဆွေးမှုကျူးလွန်တဲ့လောက်ရက်မျိုးတွေလို့ကျွန်တော်တို့မြင်ပါတယ်ဒါတော့ဒီပဲနှစ်ပိုင်းမှာတော့အဆိုးအဝါဆုံးကိစ္စတွေလို့တော့မြင်ပါတယ်ဟိုကျွန်တော်တို့ဒီပဲအမကွေးအစ်ုန်တွေထဲပေါ်လေကျွန်တော်တို့ဒီပဲအပေါ်ပိုင်းနဲ့ခရိုင်မှာအကန်ကောနဲ့ပခုတ်ကူကတော့အဓိကတော့အာကျွန်တော်တို့ ဟိုမျိုးပြလွဲပြီးတော့ဗောနော်ဂျန်တဲ့ဒေတာတွေတော်များတော့ဒါဒေါ်လာဘက်ကစိုးမှုထားတယ်လို့ဂျန်မင်းပြောလို့ရတယ်ဗောနော်အဲဒီနေရာတွေမှာဒီလက်ပတ်နေရတဲ့စိတ်ဝင်စိတ်ကန်းတွေကတော့အာမြေပြင်စကြောင်းတွေကိုတော့စိတ်စိတ်ပူစရာတိတ်မလို့ဘူးဗောနော်အာနောက်အဓိကတော့လေချောင်းကိုပဲစိတ်ပူရတာဗောနော်လေချောင်းကိုပဲအဲစိတ်ပူရတဲ့နေသားတော့ရှိတယ်ဒါပေမဲ့ဒီကြောင်ဘလောက်ပဲတိုက်ခိုက်တိုက်ခိုက်ပြည်သူတွေရဲ့ကျမ်းမာရေးဆိုတာကတော့ဒါဟိုရှောင်လွဲလို့မရတဲ့ကိစ္စမျိုးတွေဆိုတော့လေအဲဒါ ီလေချောင်း NDA ဈာကပဲပြည်သူ့ကျန်းမာရေးစောင့်ရှောက်မှုပေးနေရတယ်လို့ပဲအဲပြောလို့ရမယ်ပေါ့နော်ဟို NDA ဈာကပဲဒီလိုပဲကျွန်တော်တို့ဟိုဆရာဝန်ကြီးဆရာမတွေကျန်းမာရေးဝန်ထမ်းတွေကတော့အာဒီတော်လိုင်းဘက်မှာအချက်တည်တဲ့ CDN ဝန်ထမ်းတွေပေါ့နော် CDN ကျန်းမာရေးဝန်ထမ်းတွေအားလုံးကတော့ဒီလေချောင်း NDA ဈာကပဲအဲအခက်အခဲပဲပြီးနေကြတဲ့နေသားမျိုးရှိပါတယ်အဲဒီလေချောင်းနဲ့ပတ်သက်ပြီးတော့လေအဲလေချောင်းဘယ်ဘယ်နေဖြတ်ပြီးတော့ဘယ်ဖြတ်ပြန်နေပြီးဆိုတဲ့အဲဒီ ားလေးပါနေနဲ့ပတ်သက်တဲ့အဲကျွန်တော်တို့ရဲ့အဲ network တစ်ခုပေါ့နော်ဒါလေးတွေကလည်းအာချိန်ညာတာတွေတော့ရှိတယ်ပေါ့နော်ဒါပေမဲ့ဒီလိုမျိုးအာလူနာချိန်နေတဲ့အချိန်မျိုးပေါ့နော်အခုဆိုရင်ဒါမနေ့ကဆရာများတို့ဖြစ်စင်มาဆိုရင်တော့ဟိုမနေ့7:40ဆိုတာတော့ဒီကျွာတဲကမချမ်းမာတဲ့လူတွေလည်းမနေ့ဆိုရင်စေကန်းတွေမှာအစိုးရတန်းစီပြီးတော့စေကန်းလာပြတဲ့အချိန်မျိုးတွေဖြစ်နေတာဆိုတော့ပေါ့နော်အမလီယာဆိုရင်လာပြတဲ့လူနာမီသားစု ဒီဟောကလေးတွေရောပေါ့နော်အာဒီစီကန်တက်ခိုက်ခံမှုမှာပါသွားတယ်တော့ကြားရတယ်ပေါ့နော်အာဆိုတော့လေးလေးအင်းပြန်ဝဲနေတယ်ဆိုပေမဲ့ဟိုဒီနှံကားဖြစ်စင်မှာကြည့်ရင်တော့အာဒီလေးငါပေါ့နော်အဲ့ဒီအဲအခုရဲ့ပိုင်းမှာဒီဖလန်းမျိုးသိမ်းတိုက်ပွဲကိုခဏခဏပြန်နေတဲ့ဟာတွေတော့ရှိတယ်ဆိုတော့အာလေးရင်ချက်ပြစနစ်တော့ဟိုဒီ3 base စနစ်ပေါ့နော်အဲ့ဒီကနေပြီးတော့အာတပည့်လေးရင်ပြန်တန်းနေပြီဆိုတဲ့အနေထားတော့ကြားတော့ကြားလိမ့်မယ်ဒါပေမဲ့အဲခါတိုင်းလိုပဲဒီဖလန်းဘက်ကို တက်သွားတဲ့အနေအထားမျိုးပေါ့နော်ဟိုဒါမျိုးကိုလည်းထင်လို့ဟိုဖြစ်မဲ့ထင်တယ်အဲကျွန်တော်တို့ဒီဆရာဝန်စေကန်းစေကန်းအဖွဲ့တွေပေါ့နော်ဟိုနောက်တစ်ခုကလည်းလူနာအရေးကြီးနေလို့လည်းဖြစ်ကောင်းဖြစ်နိုင်တယ်ဘာလို့ဆိုတော့ကျွန်တော်ကြားရတော့ဒီဝမ်ရှောလူနာတွေညားနေတယ်ဒီဝမ်ရှောလူနာတွေအတွက်ထရစ်ချိန်နေတဲ့အချိန်ဆိုတော့လေလူနာကိုထားခဲ့ပြီးတော့ဟိုပုံဖို့ချင်းနဲ့တွားဖို့အဲနည်းနည်းလေးခက်နေတဲ့အချိန်မျိုးလို့ကျွန်တော်ထင်တယ်ပေါ့နော်ဆိုပြီးတော့လေဒီချတဲ့အဲဘုံရဲ့အနေထားမျိုးက အမနေ့ကအနေထားချိရတာတော့တော်တော်လေးပြင်းထန်တယ်ပေါ့နော်ဒီအဲ့ဒီအဆောက်အဦဆိုရင်အဲနှစ်ထပ်အဆောက်အဦကဘာတစ်ခုမှမကျန်တော့လောက်အောင်ဖြစ်သွားတဲ့အနေထားမျိုးဆိုတော့ဟိုအနီးနားဘုံခုချင်းနဲ့ရောက်ရင်တောင်မှဒါပြင်းထန်တရားမျိုးတွေကြားနိုင်တဲ့အနေထားမျိုးတော့မြင်ပါတယ်ဆိုတော့မနေ့ကဖြစ်စဉ်ကတော့အဲ့လိုမျိုးတော့ကျွန်တော်သုံးသပ်လို့ရတယ်ပေါ့နော်အာတပ်ပုတ်နေအနေထားတွေရကောအဲကျွန်တော်သိရတဲ့ဟာတွေရော၁၀လောင်းဝန်းကျင်ပေါ့နော်၁၀လောင်း၁၀လောင်းလောက်တော့အာရတယ်ဒါပေမဲ့ 哦，米老讲的，你他的话呢是说，哦，这就就老年噶，呃，那那里，呃，的，养老还没米老奥呢，哦，看那个，你他还没米老奥呢，你七七你了奥，所以说你他嘞嘞，哎，对呀嘞，路到就诺对呀，牌比较好。呃，这个东西噶罗噶，呃，都老些些，是老百姓啊，嘛，喏，都几乎都收一些些的路噶罗，哦，这个东西哩也，谁也难相信呢。 အဲအချင်းသုံးနဲ့အာနာရှင်တွေရဲ့အဲဒီလမ်းစဉ်ဖြစ်တယ်ပေါ့နော်ဒီလမ်းစဉ်နဲ့အခုတစ်နှစ်ပြီးတစ်နှစ်ပူပူပြီးတော့ပြည်သူပေါ်မှာဆက်ဆက်ကြမ်းကြုတ်ဆိုတာတက်ဖြတ်နေတာရှိတယ်အဲ့တို့ကြောင့်ကျွန်တော်တို့ပြည်သူတွေကလည်းဒါဆင်အာနာရှင်စနစ်ကိုအမြင့်တက်ချိန်မုန်းနိုင်မှဒါကျွန်တော်တို့ဟိုပြည်သူနဲ့တိုင်းပြည်မှာခံစားနေရတဲ့ရစ်ဆက်မှုတွေကိုကျွန်တော်တို့ဟိုတွန်းလှန်နိုင်မှာဖြစ်တယ်၊ကာဝယ်နိုင်မှာဖြစ်တယ်။ဒါကြောင့်မို့ကျွန်တော်တို့ရဲ့ပြည်သူအားလုံးပေါ့နော်ဒီတော်လိုင်းမှာပါဝင်ပြီးတော့ စစ်ကောင်စီနဲ့ဒီဆက်ရနာရှင်စနစ်အမြန်ဆုံးပြုတ်ချရေးအတွက်အဲအားလုံးပူးပေါင်းပြီးတော့တိုက်ပွဲဝင်ပေးကြပါလို့ဒါကျွန်တော်ပြောချင်ပါတယ်အဲဒီကတော့ဒီအနာလူချမ်းမစစ်တပ်ကအာကျွန်တော်တို့ရဲ့ဒီအရသာပြစ်မှတ်တွေပေါ့နော်သူစင်ချောင်းလို့လို့မရတာနိုင်တဲ့ဒီဆေးရုံဆေးကမ်းမျိုးတွေအနာဘရောစတင်ကမ်းတွေပေါ့နော်ဒါတတိကစအောင်နေဒါတွေကိုဟို27လောက်တည်းကဒါတိုက်ခိုက်နေတာဖြစ်တယ်ပေါ့နော်25မှာတော့ခက်ဆိတ်ဆိတ်တိုက်ခိုက်နေတာဖြစ်တယ်ဆိုတော့ဟို ဒီဖြစ်ရတဲ့ကိုနိုင်ငံတကာလည်းလစ်လို့မရှိဘဲနဲ့အဲဝိုင်းဝန်းပြီးတော့ကျွန်တော်တို့ရဲ့ဒီအဖိနှိတ်ခံအဲတည်သူတွေပေါ့နော်ကျွန်တော်တို့ဟိုစစ်ကောင်စီရဲ့ရက်စက်ချမ်းကျုံမှုကိုခါးစည်းခံရတဲ့တည်သူတွေနဲ့အတူတူပါဝင်ပြီးတော့ဒီစစ်ကောင်စီတိုက်လေနေအတွက်ပေါ့နော်ကျွန်တော်တို့အဲလေရင်စီတွေမရောင်းတာမျိုးတွေပေါ့နောက်ပြီးတော့အကောင်းဆုံးကတော့ကျွန်တော်တို့ဒီလိုမျိုးဖြစ်ရတဲ့ပြည်သူဟိုပြစ်မှတ်ထားပြီးတော့တပ်ဖြတ်မှုတွေကအစီအရာဆွေးမြေမှုလေအဲမြောက်နေပါတယ်အဲတကယ်တော့ ီဆေးရဆုံမြောက်နေတဲ့နေသားတွေမှာဒါကျွန်တော်တို့နိုင်ငံမှာအာ no fly ဆိုလိုမျိုးတော့ဟောလေအဲတတ်မှတ်ပြီးတော့အာနိုင်ငံတကာရဲ့ထိထိရောက်အကူအညီပေးနိုင်မယ်ဆိုရင်တော့ဒါပြည်ပြမှာခံရတဲ့ပြည်သူတွေအများကြီးအေးတက်တာမဲ့အနေထားရှိတယ်ပေါ့နော်အဲဆိုတော့ကျွန်တော်တို့ကစစ်ကောင်စီကိုအဓိကဒေသစီမရောက်ဖို့ ਨੇ အဲဒီမြန်မာနိုင်ငံမှာအာပြိပခဖြစ်ပွားနေတယ်ဆိုတော့ဒေသတွေမှာအာ no fly ဆိုနေတတ်မှတ်ပြီးတော့ပေါ့နော်အကူအညီပေးဖို့ ဒါလေးကိုတော့နိုင်ငံတကာကိုကျွန်တော်သတင်းစကားပါခြင်းပါဗျာ